ားလုံးမင်္ဂလာပါဝတ်တာအာလူအချိုနဲ့ကကောင်းချက်နီလေလာပြီးတော့မျှဝေပေးပါမယ်ဝတ်တာမကြိုက်တဲ့သူတွေစက်တာနဲ့ပြောင်းချက်လို့ရပါတယ်ဒီနေ့မှာတော့ဝတ်ပေါင်သားနဲ့စံခေါ်လေးကိုရွေးပြီးတော့ချက်ထားပါတယ်အရာသာကြတော့စနွင်းစာအချိုမုံအသားမုံလေးအနေတော့ထည့်ပြီးတမအောင်နေထားပေးပါမယ်ကဲဒါဆိုရင်ကျွန်တော်တို့အာလူလေးကိုမချက်ခင်မှာနီညူရောင်လေးတန်းသွားတဲ့အထိကြော်ထားပေးပါမယ်။မီးလေးဖြည်းဖြည်းလေးနဲ့ပဲကြော်ပေးပါ အာလူကြော်ထားတဲ့စီနဲ့ပဲဝတ်သားလေးတွေကိုထိုက်ပြီးတော့လိပ်ပါမယ်။သူ့ကိုလည်းမီးလေးဖြည်းဖြည်းလေးနဲ့ဝတ်သားတဲ့ကအရေးလေးတွေကုံသွားတဲ့အထိကြော်ပါမယ်။ဝတ်သားတဲ့ကအရေးလေးတွေကုံသွားပြီဆိုရင်တော့ပဲစီလေးကိုထည့်၅မိနစ်လောက်ကြာပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်ထားပြီးလို့ရပါပြီ။ကဲဒါဆိုရင်ကျွန်တော်တို့ဝတ်သားကြော်ထားတဲ့စီနဲ့မှာပဲပပကြီးထားတဲ့ကြက်သွန်လေးတွေကိုအနှံ့လေးမွေးလာတဲ့အထိကြော်ပါမယ်။ကြက်သွန်အနှံ့လေးတွေလုံးဝမွေးသွားပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့ဝတ်သားလေးတွေထည့်လို့ရပါပြီ။ အနံ့လေးမွေးပြီးစားလို့ကောင်းအောင်ဂျင်းလေးအနေတော်ထဲစက်သုံးပြူထောင်းလာတာလေးထဲတကြားလေးပါအသင့်တင်ထားထဲငားငန့်ပြည့်ရဲ့အနေတော်လောက်ထဲချဲလိုက်တဲ့အမွေးကြိုင်အရသာတွေအားလုံးတမအောင်တစ်ခါတော့ပြန်ပြီးတော့မွေးပြီးပြီဆိုလို့ရှိရင်တော့အာလူးလေးတွေထည့်လို့ရပါပြီအာလူးလေးကိုကြော်ပြီးချက်တာကတမားနဲ့မတူပဲတမှုထူးတဲ့အရသာကိုရရှိမှာပါရေလေးအနေတော်လောက်ထပ်ထည့်ပါမယ်အများကြီးထည့်ပေးစရာမလိုပါဘူးเนาะ မီးလေးဖြစ်ဖြစ်လေးနဲ့အချိန်ပေးပြီးဝတ်သားလေးဤသွားတဲ့အထိချက်ပေးပါဝတ်သားလေးဤသွားပြီးအရေလက်ခံသွားပြီးဆိုလို့ရှိရင်တော့အရန်ဥမာစားလို့ကောင်းတဲ့ဝတ်သားအလူအချိုနဲ့လေးစားလို့ရပါပြီခင်ဗျာအသေးစိတ်ကိုတော့ YouTube Channel မှာရွံ့ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ